ားလုံးပဲမင်္ဂလာပါခင်ဗျဒီကနေ့ဒီဗီဒီယိုလေးမှာတော့ App Store နဲ့ iPhone ဝယ်နေကိုကျွန်တော်ဒီဗီဒီယိုလေးမှာလူချင်းမဲ့လို့မျှော်ပေးသားမှာဖြစ်ပါတယ် Application နဲ့ရောင်းသွားလို့ရှိရင်ကျွန်တော်တို့လိုချင်တဲ့ device ကိုကျွန်တော်ရှာရမှာဖြစ်ပါတယ်ကျွန်တော်ဒီမှာ iPhone ဝယ်ပြမှာဖြစ်တဲ့အတွက်ကျွန်တော် iPhone ယူလိုက်မယ်ခင်ဗျ iPhone 60 Pro ဝယ်မလား iPhone 60 Pro Max ဝယ်မလားဆိုကျွန်တော်ရွေးရမှာဖြစ်ပါတယ်။ဒီနေရာမှာကျတော့ကျွန်တော်တို့လိုချင်တဲ့ color ရွေးရမှာဖြစ်ပါတယ်။ဒီနေရာမှာကျတော့ကျွန်တော်4ရဲ့ memory ကျွန်တော်ရွေးရမှာဖြစ်ပါတယ်။ ဒီနေရာမှာကျတော့ကျွန်တော် training ပြုလို့ရမလားဆိုကျွန်တော်ရွေးရမှာဖြစ်ပါတယ် training ဆိုတာလူကြီးမင်းတို့အသုံးပြုနေတဲ့ phone အဟောင်းကို app store ကိုကျွန်တော်တို့အဟောင်းစင်းနဲ့ပြန်ရောင်းပြီးတော့ iPhone အသစ်ကိုပြောင်းဝယ်တာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့က training ပြုလို့မယ်ဆိုရင်ကျွန်တော်အပေါ်ဟာရွေးပေးပြီးတော့ကျွန်တော်လူကြီးမင်းရဲ့ device ကိုရွေးပေးရမှာဖြစ်ပါတယ်ရွေးပေးပြီးတော့ဒီမှာသူမေးတဲ့ဟာလေးကိုကျွန်တော်တို့ဖြေရမှာဖြစ်ပါတယ်ကျွန်တော်တို့ iPhone မှာအနာစာရှိရလားပုံမှန်အလုပ်လုပ်ရလားဆိုတော့ကျွန်တော်တို့ဒီမှာသူမေးထားတဲ့အချက်လေးကိုကျွန်တော်တို့ကိုက်ညီလို့ရှိရင် high လို့ယူပြရမှာဖြစ်ပါတယ်ကျွန်တော်တော့ဒီနေရာမှာ try A ပြုလုပ်မှာမဟုတ်တဲ့အတွက်ကျွန်တော်အောက်ဟာလေးယူပေးလိုက်မယ်ခင်ဗျဒီနေရာမှာကျတော့ဘွားဟာကျတော့ကျွန်တော်တို့တခါတည်းပတ်စံရှင်းတာဖြစ်ပါတယ်ဒီအောက်ဟာကျတော့ PD အကောင့်ရှိလို့ရှိရဲကျွန်တော်တို့ဒီမှာ3နှစ်ကို36ကောက်ပေးနေကျွန်တော်တို့ဝယ်လို့ရပါတယ်ကျွန်တော်တို့ဒီမှာတခါလဲရှင်းမှာဖြစ်တဲ့အတွက်ကျွန်တော်အပေါ်ဟာယူပေးလိုက်မယ်ခင်ဗျဒီနေရာမှာကျတော့ကျွန်တော်တို့ကဒီ software နဲ့ချိန်မလားဒါမှမဟုတ်ကျွန်တော်တို့တိတက်ဝယ်မလားဆိုကျွန်တော်အောက်ဟာနေပဲယူပေးလိုက်မယ်ခင်ဗျ ီနေရာမှာကျတော့ကျွန်တော်တို့ Apple Care ကိုအသုံးပြုချင်လို့ရှိရင် Apple Care ကိုရွေးပေးရမှာဖြစ်ပါတယ်။ကျွန်တော်တို့ဒီမှာ Apple Care ကိုအသုံးမပြုတဲ့အတွက်ကျွန်တော်အားပါပဲရွေးပေးလိုက်မယ်ခင်ဗျ။ဒါဆိုကျွန်တော်တို့ဒီချင်းတဲ့ရောင်းရည်ဖြစ်ပါတယ်ကျွန်တော်တို့ iPhone ဝယ်လို့ရှိရင် adapter မပါတဲ့အတွက်ကျွန်တော် adapter လေးပါတစ်ခုဝယ်မှာဖြစ်ပါတယ်ဒါဆိုကျွန်တော်တို့ PC ရာဒီကျွန်တော်ချင်းတဲ့ရောင်းရည်ဖြစ်ပါတယ်ခင်ဗျ ကိုဂျူမိုတက်ဆူဆူကီရဲ့နေရာမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်ဖောက်ရဲ့ပတ်စကောက်ကိုပေးရမှာဖြစ်ပါတယ်ဒီနေရာမှာကျတော့ကျွန်တော်အဲ့ပို့ပေးမှာဖြစ်ပါတယ်အောက်ဟာကျတော့ကျွန်တော် App Store မှာသွားယူရမှာဖြစ်ပါတယ် App Store ကတော့ကျွန်တော်တို့အဲ့နဲ့နေတဲ့ App Store ကိုသူရွေးပေးတာဖြစ်ပါတယ်ဒီနေရာမှာလည်းအတူတူပါပဲခင်ဗျကျွန်တော်ကဒီမှာအဲ့ဒီပိုခိုင်းမှာပြတဲ့အတွက်ကျွန်တော်အပေါ်ဟာရေးပေးလိုက်တယ် ဒီနေရာမှာကျွန်တော်ကျွန်တော်အဲ့လေးစာကိုကျွန်တော်အတိအကျရေးပြရမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်ကျွန်တော် Apple Gift Card နဲ့ဝယ်တာဖြစ်ပါတယ် Apple Gift Card နဲ့ဝယ်မယ်ဆိုရင်ကျွန်တော်ဒီနေရာလေးဝယ်ပြီးတော့ opinion store မှာရောက်တဲ့ apple gift card ကိုကျွန်တော်ဒီနေရာမှာငွေဖြည့်ပြီးတော့ဝယ်ရမှာဖြစ်ပါတယ်။ apple gift card ဝယ်လို့ရှိရင် gmail လို့ပတ်စံလို့လိုတဲ့လောက်ရွေးပြီးဝယ်လို့ရပါတယ်ခင်ဗျ။ ကျွန်တော်တို့ Savvy Divic Can နဲ့ဝယ်မှာပြည့်တဲ့အတွက်ကျွန်တော်ဒီနေရာလေးရွေးပေးလိုက်မယ်ခင်ဗျာအပေါ်မှာ Visa Card Master Card ထည့်လို့ရတဲ့နေရာကိုကျွန်တော်နေရာမှာပြပါတယ်ဒီအောက်မှာကျတော့ကျွန်တော်လိမ့်စာအပြည့်စုံကျွန်တော်ထည့်ရေးပေးရမှာဖြစ်ပါတယ်ကျွန်တော်အိလိမ့်စာနဲ့ငွေရှင်းမဲ့နေရာလေးရွေးရွာလို့ရှိရဲကျွန်တော်ဂေါ်ချူးမွန်တော့ခကုတဲ့နေရာမှာဖြစ်ပါတယ် Apple Store မှာ iPhone ဝယ်လို့ပြီးပါရဖြစ်ပါတယ်ကျွန်တော် order ပြန်ကြည့်ချင်လို့ရှိရဒီပေါ်နာလေးမှာကျွန်တော်မာထားတဲ့ပစ္စည်းလေးရှိပါတယ်ခင်ဗျကျွန်တော်ဒါလေးဝယ်ကြည့်လိုက်မယ်ဆိုရင်ဘယ်နေလောက်ရောက်နိုင်လဲဆိုတော့ကျွန်တော်ကြည့်လို့ရပါတယ်ခင်ဗျအားလုံးကျေးဇူးများတင်ပါတယ်ခင်ဗျ